ပြိသက်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့တော့မိုးလေဝသတင်းတင်များကိုစတင်တင်ဆက်ပေးပါတော့မယ်ယနေ့ဇူလိုင်လ2ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်ကြေညာချက်များကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလီအားကောင်းနေပါတယ်မန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာနေရာကွက်ကြားမကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာတော့နေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတော့နေရာစိတ်စိတ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့ နေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာတော့နေရာကွက်၍မိုးကြီးနိုင်တာပဲဖြစ်ပါတယ်။ရွာရရာနှုံးပြည့်ပဲဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ် မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကျိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်တတိပြုနိုင်ကြပါရန်အကြံပြုအပ်ပါတယ်ရှင်။